တားလေးကိုမျက်နှာမငယ်စေချင်လို့ခင်မုန်းတဲ့နဲ့တိတ်တိတ်လေးပြန်ပေါင်းလိုက်ပြီးဖြစ်တဲ့ရုံရီလွင်မို့တားလေးမျက်နှာကြောင့်ခင်မုန်းတဲ့နဲ့ပြန်ဆင်ပြေးသွားပြီးဖြစ်ကြောင်းသတင်းတွေထွက်လာတာကပရိသတ်တို့ရဲ့ချစ်တော်ရုံရီလွင်မို့ပါရုံရီလွင်မို့ဟာအစောပိုင်းမှာတော့ငငယ်ရွယ်ရွယ်နဲ့အိမ်တောင်ကျခဲ့ပြီးမယ်ခင်မုန်းတဲ့နဲ့ကွာရှင်းထားတာဖြစ်ပါတယ်တင်းဆောင်မင်းသားကြီးအကယ်ဒမီလွင်မို့ရဲ့တမီးလေးရုံရီလွင်မို့ဟာချစ်စရာကောင်းနေလို့ငယ်စဉ်ကတည်းကပရိသတ်တွေအားပေးခြင်းကိုခံနေရတာပါ ။ဒါပေမဲ့လည်းရုံးရီလူမဟာအော်စီမာတောင်းသွားတရင်အိမ်အောင်ကြကတားလေးတယောက်ရရှိခင်ရာဖြစ်ပါတယ်။ဒါကြောင့်လည်းပြိတ္တတွေကနှမျောတတဖြစ်ခင်ရတာပါ။ဒါပေမဲ့လည်းရှုံးရီလူမဟောင်းမိနစ်ကဒီလိုအချိန်မှာခင်မိုးတဲ့နဲ့ကွာရှင်းခဲ့တာပါအဲဒီနောက်မှာတော့မြန်မာနိုင်ငံကထိတ်တန်းချမ်းသာဆုံးတတိယတရားတောင်နဲ့စင်ကာပူမှာတိတ်နေတဲ့လူတော်တတိယနေ့တွက်ခဲ့ပါသေးတယ် အခုချိန်မှာတော့ရှုံးရီလူမို့ဟာမြန်မာနိုင်ငံကိုပြန်ရောက်ကချာညာနေမနာတဲ့ရှိုက်ကူရင်ဝင်ငွေကောင်းနေတာပါ။ဒါပေမဲ့အခုချိန်မှာတော့ရှုံးရီလူမို့ဟာခင်မိုးတဲ့နဲ့ပြန်ပေါင်းနေပြီလို့သိရတာပါ။ဒါကလည်းတားလီလီယမ်ဟာမိတကွဲဖာတကွဲနဲ့နေရမှာဆိုလို့ဖြစ်ကြောင်းသိရတာပါ။အခုဆုံးယူနီလူမိုဟာခင်မောတဲ့နယ်အတူတူနေဖို့ပန်းလိုက်အိမ်ယာမှာတိမ်းတောင်းကျော်တန်းကွန်ထရိုးတိုက်ခန်းဝင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။